လောကရောက်လာရင်ကိုယ့်ကိုယ်ကိုဘယ်လိုကယ်တင်ရမလဲဆိုတဲ့အောက်စားကိုသိတဲ့သူကနေတယ်အမှန်ကတော့အာယုံယူတာတွေမှားနေတာအာယုံကအနိဋ္ဌာယုံတွေလိုက်ယူတာပေါ့ကြုံရတာကလည်းအနိဋ္ဌာယုံတွေကြီးပဲထီတွေ့ဆက်ဆံနေရတာအလုတ်ထဲမှာရက်ွက်ထဲမှာအိမ်ထဲမှာကိုယ့်ကိုယ်စိတ်ဖြစ်စီမှု ဖြစ်စေတဲ့သူတွေနဲ့ထီတွေ့နေရတာရှောင်လို့လည်းမရဘူး တော့ကြည်နေရင်လည်းပုံမှန်စိတ်ဖိစီးမှုပိုပြီးတော့များလာပဲဒီမှာမှဥဆောင်ဥရွယ်ခေါင်းဆောင်နေရတဲ့သူအားလုံးရဲ့တာဝန်တွေကိုထမ်းထားရတဲ့သူဆိုလို့ရှိရင်စိတ်ဖိစီးမှုပိုများတယ်တာဝန်တွေကရှောင်ပြေးလို့လည်းမရဘူးဟောအနာမှာလည်းလှုပ်ရှားကိစ္စတွေအများကြီးအာယုံဆိုင်ဆရာတွေကအများကြီးအစင်မပြေမှုတွေကထပ်ပြီးတော့တိုးလာဆိုတော့မှစိတ်ဖိစီးတည်တဲ့ပိုပြီးတော့စိတ်ဖိစီးလာတယ် ဲ့တော့ကိုကိုကိုကဲမယ်ဆိုလို့ရှိရင်ညံ့ညံ့လွတ်အောင်လုပ်ရတယ်စိတ်ဖိတ်စီတာကိုကြာကြာထားလိုက်ရင်ယူသွားနိုင်တယ်ဒီတော့ထွက်ပေါက်အနေနဲ့အလုပ်တစ်ခုခုတစ်ခုမဟုတ်တစ်ခုရှာချန်ပြီးတော့လုပ်နေတာတပည့်စီလဲခြင်းတန်ရှင်းရလုပ်ခြင်းစသည်ဖြင့်ပေါ့တမျိုးမဟုတ်တမျိုးအာယုံပြောင်းလို့ရတာမှတမျှကိုပြောင်းပြီးတော့လုပ်သွားရတယ်မာရီကစိတ်ဖိစီးတာတွေလဲဆိုတော့လူတစ်ယောက်နဲ့တစ်ယောက်နဲ့တော့မတူဘူး အဆင်မပြေမှုတွေများတဲ့ကာလမှာဆိုရင်လူတိုင်းဒီပါတော့စိတ်ဖိစီးနေတာပဲဒါပေမဲ့တယောက်တစ်မျိုးစီဖြစ်နေတယ်ဆွေမျိုးကြောင့်စိတ်ဖိစီးနေတဲ့သူအလုပ်ကြောင့်စိတ်ဖိစီးနေတဲ့သူမိသားစုကြောင့်စိတ်ဖိစီးနေတဲ့သူတပည့်တစ်ပန်းကြောင့်စိတ်ဖိစီးနေတဲ့သူဆရာကြောင့်စိတ်ဖိစီးတဲ့သူမိဘကြောင့်စိတ်ဖိစီးတဲ့သူ အချို့အချင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဝန်ပိုးရအနေနဲ့ဖြစ်နေတဲ့သူတွေပေါ့တဏှီလက်ညီသူလဲထမ်းကိုလဲထမ်းဒီလိုမျိုးမဟုတ်ပဲ ကိုတယောက်တည်းထမ်းနေရတဲ့အခါမျိုးတွေမှာစိတ်ဖိစီးကြတယ်မနိုင်တော့လို့မနိုင်ပေမဲ့ပြစ်ချလို့လည်းမရဘူးဆက်ထမ်းနေရလို့အဲ့အရင်စိတ်ဖိစီးသူတယောက်ကိုဘေးကလူကနားမလဲတဲ့အခါပို့ဆိုးပြန်လေစိတ်ဖိစီးသူရဲ့ဘာကြောင့်စိတ်ဖိစီးနေတာလဲဆိုတော့ကိုကိုကတာဝန်မထမ်းတဲ့အခါကျတော့နားလဲမပေးကြဘူးနားမလဲပေးပဲနဲ့ပို့ပြီးတော့တောင်းဆိုမှုသာရှိနေတဲ့အခါမှာတရားမနိုင်တော့ နောက်ဆုံးအဆင့်ကိုရောက်နေတာတောင်းတောင်းတာတွေပဲထပ်ပြီးတော့ခံရတဲ့အခါအဲ့ဒီစိတ်ဖြစ်စီမှုကအင်မတန်ကြီးမားတယ်ယူသွားနိုင်တယ်ဒါတော့ဒီလိုမျိုးဖြစ်တဲ့အခါကျတော့ဖယားအာယုံတရားအာယုံတန်ခါအာယုံယူရတယ်စကားပြောမဲ့သူ လိုတယ်အနာမစကားပြောပြမဲ့သူ ကိုယ်ကိုစိတ်တတသွားအောင် လုပ်ပေးနိုင်မဲ့သူလိုအပ်တယ်မရတော့ဘူးဆိုလို့ရှိရင်ဖယားအာယုံပြူရတယ်တရားအာယုံပြူရတယ် ပရိစိတ်ဂုံတော်ပွားလှုပ်ရတယ်။ဘုရားပဲအာယုံပြည့်ယူထားလိုက်တာပေါ့။အဲ့ဘုရားအာယုံတကူတည်းကိုယူတော့မှပြန်ပြီးတော့ကြည်လာ။လက်တွေ့လုံးကြည်မှသိမှာ။အဲ့တော့အဲ့လိုဘုရားအာယုံတရားအာယုံယူလို့ကြည်သွားပြီဆိုတော့မှတရားထိုင်ပလိုက်အငြင်းချင်းဆင်ချင်းဘာမှအစိုးရတာမဟုတ်ပဲလို့လောကကိုအမှန်တိုင်းမြင်အောင်ဆင်ခြင်လိုက်တဲ့အခါကျတော့မှခုနကညှိကန်တွေ့တာနေတဲ့အရာတွေကိုဖယ်ခွာပလိုက်နိုင်ပြီးတော့ လုံလို့လုံနေပြင်မဲ့လို့ညီကမှုမရှိပဲနဲ့အလုပ်လုပ်သွားနိုင်တယ်စိတ်ဆင်းရဲစရာဖြစ်ပြင်မဲ့လို့စိတ်မဆင်းရဲပဲနဲ့တမယိုးကြကြော်ဖြတ်ရမယ်အရာတခုလို့သဘောထားပြီးတော့ကြော်ဖြတ်သွားလိမ့်မယ်အရေးကြီးတာအနာမှာအားပေးစကားပြောမဲ့သူရှိဖို့လိုတယ်အနာမှာအဲ့ဒီစိတ်ဆင်းရဲမှုတွေကို မျှဝေခံစားပြင်မဲ့သူရှိဖို့လိုတယ်အဲ့ဒါအရေးကြီးဆုံးပဲ။ ါပေမဲ့လူတိုင်းကံမကောင်းဘူးမရှိကြဘူးမရှိကြတဲ့အခါကျတော့ဘုရားကုံတော်ပွားရတယ်တရားကုံတော်ပွားရတယ်တန်ခါကုံတော်ပွားရတယ်ကုံတော်ပွားခြင်းဖြင့်ပြန်ပြီးတော့စိတ်ကြည်လင်စေတယ်အဓိကကတော့ဘုရားအာယုံတရားအာယုံတန်ခါအာယုံယူရတာပါပဲဒီအာယုံယူတော့မှတည်ကြည်မှုကိုပြန်ရတယ်အဲ့ဒီမှာစိတ်အနေထိုင်လာပြီးတော့ခွန်အားပြန်ပြည့်သွားတယ်အဲ့ဒါစိတ်ဖြစ်စေတဲ့အခါတိုင်းမှာတရားလမ်းကြောင်းအရာသွားတဲ့နေ့ပေါ့တခြားနေ့ကတော့ စိတ်ပြီးစီလာလို့ရှင်ရင်စိတ်သက်သာရပြောပေးမဲ့သူနဲ့စကားပြောရတယ်အကြံဉာဏ်ပေးနိုင်တဲ့သူနဲ့စကားပြောရတယ်ကိုလက်လှူရှာလေ့ကျင့်ခန်းတွေလုပ်ရတယ်စိတ်ကိုကြည်လင်သွားစေမဲ့အာယုံကိုပြောင်းပြီးတော့ယူတတ်ရတယ်ဒီအရာတွေပေါ့အဲ့ဒါတွေအားလုံးဟာအထောက်ကူတခုမဟုတ်တခုကတော့ပေးရပါပဲအချို့ကပြန်တော့တရားနှလုံးသွင်းပြီးတော့သာနေပါလို့